ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့လက်ရှိမှာ Duncan Garcia ကနေပြီးတော့ report လုပ်လာတဲ့ Brian Ambumo နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းကျွန်တော်ရှိတယ်။ဆိုတော့ဒီနေ့မှသူပြောထားလဲဆိုတော့ breaking news ဖြစ်ပေါ့နော် Manchester United ကပေါင်သန်း60ကျော်တန်ကြီးရှိတဲ့ package နဲ့ Brian Ambumo ကိုကမ်းလှမ်းလိုက်ကြောင်းသိရတယ်ပေါ့နော်။တစ်ဆက်ထဲမှာပဲသူဆက်ပြီးတော့ပြောထားတာက မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ package ကပေါင်သင်း60ကျော်ပမာဏတစ်ခုနဲ့ကန်းလန်းလိုက်တာဒါပေမဲ့လို့ Brandfoot ရဲ့ဘက်ကတော့ပေါင်သန်း80ကျော်ပမာဏအထိရဖို့အတွက်သူတို့မျှော်လင့်နေတယ်ပေါ့နော်အဲသူသဖြင့်တော့ Manchester United တသင်းတွေတွေမဟုတ်ပဲနဲ့ Spurs တို့ Newcastle တို့ Aston Villa တို့အပြင်ကျွန်တော်တို့ဒီပြီးပါကလပ် အသင်းတွေရဲ့ဘက်ကလည်းစိတ်ဝင်စားနေတဲ့အတွက်ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့တက်နိုင်နေများဆိုသလိုတန်ကြီးများများရဖို့ ဘရန်ဖူးရဲ့ဘက်ကမျော်လင့်နေတာပေါ့ဗျာဆိုတော့ဟိုဒီနေရာမှာဒီ reporter ကဘယ်လိုပြောမလဲဒန်ကန်ကာဆယ်ဆိုတဲ့အခါကျတော့လုံးဝမယုံကြည်ရဘူးပညာတော့မဟုတ်ဘူးသို့တော်လည်းပဲတိုင်းတာတစ်ခုကြီးတော့ကျွန်တော်ပို့ပြီးတော့အများကြီး reliable ပဲဖြစ်တဲ့ journalist တွေရဲ့ဗောနော်ဒီဟိုပြန်ကြားချက်တွေ report တွေ upgrade တွေကိုကျွန်တော်ဒါစောင့်ကြည့်ရလဲဦးမယ်လို့ကျွန်တော်ထင်တယ်ထားပါတော့ဗျာကျွန်တော်ဒီ athletic ကပဲကျွန်တော်ဖြစ်ဖြစ်ပါတော့ဒါ david david rostein တို့ပဲဖြစ်ဖြစ် fabrizio တို့ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပါတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲဒီဒီ update တွေကိုကျွန်တော် စောင့်ကြည့်ရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။အများကြီးတော့ပုံသေးတော့ယူမထားသေးဘူး။ဒါပေမဲ့လို့ပေါင်သန်း60နဲ့ United ဘက်ကကန်းလှမ်းမယ်ဆိုရင်တကယ်တကယ်ကန်းလှမ်းနေဆိုရင်အသင်းအနေနဲ့ဒီပြောင်းရွှေ့ဟာပေါင်သန်း60နဲ့နေဖြစ်မှရမှာ။ကျွန်တော်တို့ကလည်းရှိမှာပေါင်သန်း60ကျမတော့မဟုတ်ဘူးเนาะအပူစုကြီးတွေပါတယ်အပါဝင်ပေါင်သန်း60ကျော်เนาะအဲ့တော့ဒါဒါကဟိုဘယ်လိုပြောမလဲတန်တာထက်လွန်လွန်းနေပြီဗျာတည်လားတန်တာထက်လွန်လွန်းနေပြီ Brian Abumo ကိုပေါင်သန်း60 plus အပူစုကြီးဆိုတာဒီစားမားကကျွန်တော်တန်း40လောက်ပဲတင်ကြီးရှိတာ ဘာမှအတူတူချာချာလဲကျွန်တော်တို့အများကြီးလှုပ်ပြနေတာမဟုတ်ဘူးပြီးခဲ့တဲ့ရာသီတရာသီလောက်နေတင်ကျွန်တော်တို့နေပေါ့နော်ဒီဂိုးလေးသိတယ်မလား72 73 74ကိုတွင်းပြီးတော့ဒီလောက်ထိကျွန်တော်တို့နေဟွာဖြစ်ထားတာယူနိုက်တက်ကကိုကစားကွက်နဲ့အန်ဝင်ခွင့်ကြဖြစ်နိုင်တဲ့ပလေယာမျိုးမျိုးအသင်းရဲ့ဘက်ကအမှန်ကန်လူချင်းနေတာပရီးမီးယားလိမှာကိုရီလိုမျိုးကစားတဲ့အသင်းကတိတ်ရှိတာမဟုတ်ဘူးဆိုတော့ဒီကစားမအန်ဝင်ခွင့်ကြဖြစ်နိုင်တဲ့အသင်းကတိတ်ရှိတာမဟုတ်ဘူးဆိုတော့ဘရိုင်ယန်အန်ဘူမိုးနဲ့ပတ်သက်လို့ရှိရင်ယူနိုက်တက်ကဘယ်တော့ပေါင်သန်း60ဆိုတာမတန်တဆဈေးပေးနေရတာ ကစားသမားရဲ့ခြေစွမ်းကတန်း40ဝန်းကျင်မှာတန်တဲ့ခြေစွမ်းပါယူနိုက်တက်ကလက်ရှိခေါ်ထားတဲ့ကုညာတို့ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကျွန်တော်တန်တဲ့ဈေးတွေပေးခဲ့ရတာမဟုတ်ဘူးတန်တာထက်ပိုပြီးတော့များတဲ့ဈေးတွေကျွန်တော်ပေးထားရတာဆိုတော့အခုလည်းပဲဒီတိုင်းပဲပေါင်တန်း60 plus အပူစုရေးဆိုတာဒီကစားသမားဖြစ်သူတန်လွန်းနေဆိုတာလွန်းနေပြီဒါပေမဲ့လို့ပေါ့နော် brand ဘူးရဲ့ဘာကတန်း80 plus အပူစုရေးဆိုတဲ့ပုံစံမျိုးလိုချင်တယ်တန်း80ကျော်လိုချင်တယ်ပေါ့ကျွန်တော်ကတော့ဒီအပြောင်းအရွှေ့ကကျွန်တော်နေပေါ့နော်ပြီးသိပြီလို့ကျွန်တော်ထင်တယ် အကယ်လို့တန်း60 plus အပူဆူခြင်းနဲ့ကန်လန်းထာမှာ brand ဘူးကလက်မခံဘူးဆိုရင်အသင်းအနေနဲ့ကျွန်တော်တခြားကစားမတယောက်ကိုကျွန်တော်တို့အချိန်ကုန်မခံမဲနဲ့ကျူးပန်းသင့်နေပြီဒါမှမဟုတ်ရတာမရတာနောက်ထပ်ဗျာเนาะအန်ဘူမူကိုကျွန်တော်ပို့ကိုဆိုင်ရသဘောတူညီမှုတွေယူပြီးလို့ရှိရင် contract တွေဘာတွေဝါဖြစ်ပြီးတော့နောက်နှစ်ကုန်တဲ့အခါကျမှကျွန်တော်စာချုပ်တန်းချုပ်မယ်ဆိုတဲ့ပုံစံမျိုးခေါ်မယ်အလွတ်နဲ့ခေါ်မယ်ဆိုတဲ့ပုံစံမျိုးလုတ်ပလဲရမှာကိုဒီမှာအဲ့လိုပါသွားတော့မရှိဘူးပေါ့တူတော့လုတ်ပလဲရမှာအခုဟာကကျွန်တော်ပို့ပြီးတော့စူးတာကဘာကြောင့်တလူသူငွေတလောက်တောင်းနေတယ်လဲဆိုတော့ ဟိုခေါ်ခြင်းတဲ့အသင်းတွေကတခြားအသင်းတွေလည်းကျွန်တော်ရှိလို့ပဲဒီနေရာမှာကျွန်တော်အနေနဲ့ခုနကပြောတယ်ဗောနော်အဲဆပါတို့ဗောနော်နယူကာဆယ်တို့အက်စတွန်ဗီလာတို့အပြင်တခြားပြည်ပကလပ်အသင်းတွေကလည်းလိုချင်တယ်ဗောဒီနေရာမှာဆပါဆပါဟာခေါ်နိုင်စွမ်းရှိတယ်သူတို့မှာငွေကြီးလည်းရှိတယ်ဥရောပဝင်ခွင့်လည်းရတယ်နီးပြဖြစ်တဲ့ Thomas Frank ကလည်းရောက်သွားပြီဆပါဟာကျူးမတ်နိုင်စွမ်းရှိတယ်ဒါပေမဲ့ကစားမရဲ့ဦးစားပေးက United ဆိုတော့ဆပါမှာအဲ့ဒီအာသာချက်မရှိဘူးအဲ့မဲ့ကိုရီသာနောက်ဆုတ်လိုက်မယ်ဆိုလို့ရှင်ဆပါကဒီအပြောင်းရွှေ့မှာရှေ့ဆက်လာနေတယ် ်အန်မူမူရဲ့ဘက်ကလည်းသူပြောင်းကျင်တဲ့ယူနိုက်တက်ကခေါ်ဖို့မကြိုးပမ်းတော့ဘူးဆိုလို့ရှိရင်ကစားသမားအနေနဲ့ပေါ့နော်ဒါဆပ်ပါတို့ပါတို့ကိုပြောင်းကောင်းပြောင်းသွားနိုင်မှာပဲပြောလို့မရအောင်နောက်တစ်သင်းကကျွန်တော်နျူကာဆယ်နျူကာဆယ်ကငွေကြီးပန်းရအများကြီးတုံးလို့ရတဲ့အချိန်ဒီမှာရှိမနေဘူးခုနကအက်စတွန်ဗီလာကိုပဲနှစ်သင်းစလုံးဟာအများကြီးငွေကြီးတုံးလို့ရတဲ့အချိန်ဒီမှာရှိမနေဘူးဒါပြဒီကစားမပြည့်သူတဲ့ပေါင်တန်း80ကျော်ဆိုတာနျူကာဆယ်ကအက်စတိုမီလာက FFB တွေ PSR rules တွေမလွတ်ဖက်နဲ့တုံးလို့ရတဲ့အခြေအနေမျိုးမှာရှိမနေဘူ ဲ့ဒါဆိုတော့အဲ့လိုကလပ်အသင်းကြီးရဲ့ဘက်ကအဲ့လိုသတင်းလေးတွေထွက်လာတာနဲ့ Manchester United စီကငွေနှိုက်ဖို့ကျွန်တော်ကြင်တာဗျာတော့ဒါအပြင်ဥရောပကလပ်အသင်းကြီးကလိုချင်နေပေါ့ဥရောပကလပ်အသင်းကြီးဆိုလို့ကျွန်တော်မင်းထပြဿနာမရှိဘူးဟုတ်တယ်မင်းမင်းတို့ဘက်ကမင်းတို့ဘက်ကဘယ်တော့နေရောင်းရောင်းဒါပေမဲ့လို့ United အနေနဲ့လက်ရှိပရီးမီးယားလိပြည်တွင်းပြိုင်ပတ်တွေရဲ့ဘက်ကအန်ဘူမိုနဲ့ပတ်သက်လို့အမှန်ကန်ကျွန်တော်တို့ဘောတော့ဒီ competition ရှိတာဆိုလို့ရှိရင်စပါးပဲကျွန်တော်ရှိတာကစားမကလည်းကိုယ်စီစီကိုပဲကျွန်တော်ပူပြောင်းခြင်းနဲ့ခြင်းမျိုးဒါကြောင့် တန်း80တီ United အနေနဲ့ရှေ့ဆက်စရာအကြောင်းကိုမရှိတဲ့အခြေအနေမျိုးပါတန်း80ပြောင်းရွှေ့ကြည့်ဒီတန်း80တန်ချင်းရှိတဲ့ခြေစွန်းဒီဒီကစားမှာဘာမှလုတ်ပြထားနေတာကျွန်တော်မရှိဘူး Ryan and Bumo နဲ့ပတ်သက်လို့ United မေ့တင်ပြီလို့ကျွန်တော်ထင်တယ်အကယ်လို့များဒီဟာသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ United ရဲ့ဘက်ကကျွန်တော်တို့အန်ဘူမူနဲ့ပတ်သက်လို့ရှင်တကယ်လူချင်တာမှန်တယ်ကစားမကလည်းအတင်းနဲ့အဝန်ခွင့်ချက်ဖြစ်နိုင်တာကျွန်တော်မှန်တယ်ပြီးခဲ့တဲ့ရာသီမှာခြေသွမ်းကောင်းတယ်လို့ဖြစ်ခဲ့တာလည်းကျွန်တော်မှန်တယ်ဒါပေမဲ့အဲ့ဒီတရာသီပဲ ကစားမကကောင်းပြီးတော့နောက်ရသည်တွေ flop မသွားနိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးဘရန်ဖူမှာဆက်နေသည်ရှိတော်တော့မှလက်ရှိမှာနီးပြတွေပါပြီးပြောင်းကုန်ပြီးဘရန်ဖူကတချို့ကစားမတွေလက်လုတ်ကုန်ပြီးနောက်ရသည်မှာဘရန်ဖူမှာဆက်ရှိလဲပြီးခဲ့တဲ့ရသည်ကလို့ဆွမ်းဆောင်မျိုးပြသနိုင်ပါလိမ့်မယ်လို့အာမခံချက်ကျွန်တော်မရှိဘူးကစားမက25နှစ်ကျွန်တော်ကြောနေပြီစာချုပ်ကလည်းဘရန်ဖူနဲ့တစ်နှစ်ပဲကျွန်တော်ကျန်တော့တာတစ်နှစ်ပဲစာချုပ်ကျန်နေကစားမကိုဗျာเนาะပေါင်တန်း80ပေးမယ်ဆိုတာကအတိတ်ပဲမရှိဘူးပေါင်တန်း80လိုချင်နေဆို ဆိုတာကကျွန်တော်လုံးဝမဖြစ်သင့်ဘူးဒါကတော့ brand pool ဘက်ကတော့သူတို့လိုချင်တဲ့ဈေးပြောမှာပေါ့မင်းဖြစ်ရင်တန်တရာတောင်လိုချင်သေးတာဟုတ်တယ်မလားဒါပေမဲ့တို့အသင်းအနေနဲ့လုံးဝဒီအပြောင်းအရွှေ့ကိုရှင်းမဆက်သင့်တော့ဘူးရှင်းမဆက်သင့်တော့ဒီအပြောင်းအရွှေ့ရကျွန်တော်တို့ဘယ်တော့ရက်တန်ပြီးတော့ခုနကပြောလိုပဲနှစ်ခုတဲကတစ်ခုကိုကျွန်တော်ကျိုးပန်းသိပြီနော်နံပါတ်1ကကစားမဖြစ်သူကိုပုံကိုယ်ဝေဆိုင်ရာသဘောတူညီတွေပါတယ်ယူတာနော် contract တွေပါတယ်ချုပ်ကျင်တယ်ချုပ်တာ ်ငါတို့မင်းကိုနောက်ရာသီကုန်းနဲ့ခမှာအလွတ်နဲ့ခေါ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တခြားမင်းဘယ်တင်းကိုပဲခေါ်ခေါ်မင်းမသွားချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လုပ်ဒါမျိုးကျွန်တော်ပြောမှရမှာဒီလားကိုဒီမှာအဲ့လိုပါဝါကမရှိဘူးဖြစ်နေတာဗျာအဲ့ဒါကတကြောင်နောက်တစ်ခုကတခြားပြစ်မှတ်ကိုကျွန်တော်တို့ကျိုးပန်းသင့်နေပြီဒီနေရာမှာကိုဒီကျိုးပန်းလို့ရတဲ့ပြစ်မှတ်တွေကျွန်တော်တို့ရှိတယ်အိုးဘရိုင်ယန်အမ်ဘူမူလိုပဲကစားနိုင်တဲ့ကစားမားတွေကျွန်တော်ရှိတယ်။ပြည်တွင်းမှာမှမဟုတ်ဘူးပြည်ပမှာလည်းကျွန်တော်ရှိတယ်။ဒါကြောင့်ပေါ့နော်အမ်ဘူမူရဲ့အပြောင်းရွှေ့လက်ရှိဒုတိယအကြိမ်ယူနိုက်တက်ကန်လမဲတန်း60 plus အပူစုကြီးကိုသာဘရန်ဖို့ရဲ့ဘက်က ထပ်ပြီးတော့လိုချင်နေသေးတယ်ဆိုရင်ကျွန်တော်တို့အရှိမဆက်သင့်တော့ဘူးပေါ့နော်ဒါပြင်ဒီဒန်ကန်ကာလ်ဆယ်ပြောထားတာဆိုလို့ရှိရင်ဘရန်ဖူကတန်း90တန်း90နဲ့အထက်တောင်မှသူတို့ကရနိုင်လိမ့်မယ်လို့မှန်းထားတာပေါ့ဆိုတော့အဲ့ဒီအဲ့ဒီသူတို့မှန်းထားတဲ့ကြီးမရမချင်းလက်မလွတ်ချင်ဘူးဆိုတဲ့သဘောမျိုး United အနေနဲ့ Ryan Ambumu ကိုကျွန်တော်တို့တန်း90ကျော်ပေးရင်တော်တော်ကိုရုပ်ပြက်ဆင်ပြက်ဖြစ်ကုန်မှာကျွန်တော်ကဒီပြောင်းရွှေ့ကပြီးသင့်ပြီလို့ထင်တယ်တော်တော်လည်းပဲခုနကပြောသလိုပဲတကယ်ကို rely ပဲဖြစ်တဲ့ journalist တွေရဲ့ကျွန်တော်သား report တွေကိုကျွန်တော်စောင့်ကြည့်ရအောင်မယ်ဆိုတော့1060 plus ဘူစုကြီးဆိုတာအပြောင်းရွှေ့ကဖြစ်တင်နေပြီညီကလို့ရောဘလို့မိညာလဲဆွေးနွေးကြပါဦးချစ်ချစ်ပါပြီညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်